ကဲဒီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေါ်နေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော် Manchester United တင်ရတိုက်စင်မှု Rasmus Wildline လောက်တာပြီးခဲ့တဲ့ interview မှာပြောတော့အရှိရဲအဲအတော့သူ့အနေနဲ့ကျွန်တော် Manchester United တင်မှာဆက်ရှိနေမယ်သူရဲ့စာချုပ်တန်တန်းအရာဆိုရင်လည်းဒါ2030လေးရှိနေတဲ့အတွက်ဒါ United အတွက်ပဲသူတွေးထားရဲ့ပေါ့ အဓိကတော့ဗျာဒီလက်ရှိချိန်မှာသူနဲ့ပတ်သက်ပြီးတော့ကောလာဟလကြီးဖြစ်နေတယ်ဆိုပေမဲ့သူအနေနဲ့အဲ့ပေါ်မှာစိတ်ဝင်စားဖို့အဓိကသူတွေးထားတာကတော့ကျွန်တော်တို့ Manchester United တင်းတဲ့သူ pre-season မှာအကောင်းဆုံးပါဝင်ပြီးတော့လာလာမယ့်နှစ် season မှာဆိုရင်ဒါအကောင်းဆုံးယာစီတစ်ခုကိုဖြတ်သန်းနိုင်ဖို့အတွက်ပဲသူမျှော်လင့်ထားတယ်သူတွေးထားတယ်အဲ့ဒီအတွက်လည်းသူဒါစိတ်ဆန္ဒပြင်းပြနေတယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော် Russell Wildland နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးအနေချင်းတော့ကိုကျွန်တော်ညီကိုရီနဲ့အတူတူဒါဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ဆိုတော့ဗျဒီမှာကျွန်တော်တို့ဒီ Resnant Wildland ရဲ့အကြောင်းမပြောခင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် Manchester United အသင်းရဲ့အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်ဒါညီကိုလေးလည်းတိမှာပါ ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရမဖြစ်မနေစင်တာဖော်ဝဲတယောက်ကိုသူတို့ခေါ်လိုက်မယ်ဘယ်သူခေါ်မလဲတော့မသိဘူးဗျာကျွန်တော်ဒီပင်တာယော့ခရက်လာဒါမှမဟုတ်ရင်မာတီတာလာဒါမှမဟုတ်တခြားတိုက်စင်မူလာတာမသိပေမဲ့လေကျွန်တော်တို့အတင်းရစင်တာဖော်ဝဲတယောက်ကိုခေါ်မှာသိကြတယ်ဆိုတော့ဗျာတကယ်လို့ဆိုကျွန်တော်တို့အတင်းရဒါစင်တာဖော်ဝဲတယောက်ကိုခေါ်နိုင်ခဲ့ပဲဆိုရင်အတင်းမှာကဒါ Resident White Line ရဲ့ Joshua Sisi ရဲ့ Chiro Obi ရဲ့ပြီးတော့အစ်စ်ခေါ်လိုက်တဲ့ကစားသမားရဲ့ဆိုရင်ဒါတိုက်စင်မူက၄ယောက်ကြီးတောင်ဖြစ်သွားပြီဆိုတော့အမှန်တိုင်းပြောရရင်ဗျာကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရဒါအချိန်လေးရဆိုရင်တိုက်စင်မူ၄ယောက်အထိတော့မလိုဘူး ပြီးတော့လာမယ့်နေ့မှာဆိုရင်ကျွန်တော်တို့ကဒါ European Communication တွေလည်းမရှိဘူး။တပတ်ကိုတပွဲပဲကြံရမယ့်အချိန်မှာအဲ့၄ယောက်ကြီးကတော့တော်တော်ကြီးကိုများနေတယ်။ဆိုတော့ overall အနေနဲ့ပြန်ကြည့်မယ်ဆိုရင် Rasman ကအသင်းမှာဆက်ပြီးတော့နေရှင်တယ်လို့ပြောပေမဲ့လည်းချန့်လို့အရာကတော့နည်းပါလေ။ဆိုတော့ဒီမှာကျွန်တော်ဒီ Rasman White Line ရဲ့ပုံစံကိုပြန်ပြီးတော့နည်းနည်းလောက်သွားကြည့်မယ်ဆိုရင်လည်းဒါညီကိုလေးနဲ့တီးပြီးသားဖြစ်မှာပါ။ကျွန်တော်ဒီတရားစီလုံး Rasman White Line ရဲ့ကစားပုံကိုဒါထိုင်ကြည့်လာခဲ့ရတဲ့အတွက်အများကြီးပြောစရာလိုမယ်လို့တော့ကျွန်တော်ကတော့မမြင်ဘူး။ဒါပေမဲ့ကျွန်တော်အမြင်အရဗျာဒီ Rasman White Line ပုံမှာ overall အနေနဲ့ပြောပြရမယ်ဆိုရင် ကျွန်တော်ကတော့ဒီကစားသမားလေးကမှန်ပါတယ်အသက်က22နှစ်လောက်ပဲရှိသေးတယ်ပြီးတော့ဒီ worry ကောင်းတယ် worry ကောင်းတယ်ဆိုတာကဒီပွဲတိုင်းမှာသူကြိုးစားရယ်ဗျာဟိုအလုံးဖြစ်တာအလုံးမဖြစ်တာအတကဏပဲပွဲတိုင်းမှာကြိုးစားရယ်ဆိုတာကိုတော့ကျွန်တော်မြင်ပေးလို့ရတယ်နောက်တစ်ခုက good attitude ရှိရယ်လို့ကျွန်တော်ကတော့မြင်တယ်အဓိကကတော့အသင်းနဲ့ ဒါယောဂန်နေရာရဲ့အချိန်မှာဖြစ်ဖြစ်ဘလူးချင်းနေမှာပဲဖြစ်ဖြစ်ဘာသာနေမှာတိတ်မထွက်ဘဲနဲ့သူသူလုံးဆရာရှိရအောင်ပဲအကောင်းဆုံးစူးစမ်းပြီးတော့လုပ်နေရလို့တော့ကျွန်တော်တို့ပြောလို့ရတယ်။ဒါပေမဲ့ဒီတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်လည်းပြသူရဲ့လက်ရှိအခြေအနေအရဆိုရင်ဒီ technical နေရာတော်တော်ကြီးကိုရောပြနေသေးတာကိုကျွန်တော်တွေ့ရတယ် ပြီးတော့သူ့ရဲ့ဒီဘောက်ထဲမှာ moment လုပ်တဲ့ပုံစံတွေ ပြီးတော့ decision making တွေကလည်းတော်တော်ကြီးအားနည်းနေရပြီ။ဆိုတော့ resume wine line ကိုကျွန်တော်သဘောမကျအောင်အချက်ကတော့သူကဒီ first step မှာတော်တော်ကြီးအားနည်းရပဲ။ဆိုတော့အဲ့လို first step ကအားနည်းတော့ဗျာကျွန်တော်အတင်းရသူ့ကိုတားခတ်မှန်းအနေနဲ့တည်ဆောင်ရင်ပဲဖြစ်ဖြစ်သူက draw ကိုဆင်းလာပြီးတော့ဘောလုံးကို link up ပြီးစားရင်ပဲဖြစ်ဖြစ်ဒီတိုက်စစ်ပြန်စားတဲ့အချိန်တိုင်းမှာဘောလုံးကအလွယ်တကူဆုံးရှုံးသွားတော့ကျွန်တော်ဒီတိုက်စစ်စတင်ဖို့အတွက်ကတော်တော်ကြီးကိုရုန်းကန်နေရတယ်။ ဆိုတော့ထားပါတော့ဗျာဒီသူ့ရဲ့အားနည်းချက်တွေအကုန်လုံးကဒါသူအချိန်တစ်ခုရောက်သွားရင် experience လုံးလုံးလောက်ရှိသွားရင်ပြီးတော့သူကောင်းကောင်းမွန်မွန်တင်ယူလေ့လာနိုင်ရင်ဒီဟာတွေကကျော်ဖြတ်သွားနိုင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အမြင်ရဆိုရင်အဲ့လိုကျော်ဖြတ်နိုင်ဖို့ရဆိုရင် right environment တစ်ခုသူ့အတွက်ရှိဖို့ရလိုမယ်လို့ကျွန်တော်မြင်တယ်ဟိုအမှန်တိုင်းပြောရင်ဗျာကျွန်တော် Manchester United အတင်းကသူ့အတွက်တော့ right environment ဟုတ်မနေရသေးကြတယ်ဆိုတော့လက်ရှိချိန်မှာသူ့မှာကအားနဲ့နေသေးတဲ့ဘိုင်းတွေကအများကြီးရှိသေးတယ် အဲပြီးတော့နောက်တစ်ခုကကျွန်တော်ရှေ့မှာအမြဲတမ်းပြောရပြကျွန်တော် United အသင်းမှာကစားမယ်ဆိုရင်အရန်ကို pressure များတယ်ပြီးတော့သူ့အနေနဲ့ပြသည်အသင်းရဲ့တိုက်စစ်ကနေပြီးတော့ဥဆောင်ဖို့ရာဆိုတာလည်းတောင်းဝင်ကြီးကတော်တော်ကြီးကိုကြီးရယ်ဆိုတော့အဲ့လို pressure တွေရရှိနေတဲ့အပြင်သူ့မှာလည်းလိုအပ်ချက်တွေရှိနေတော့သူ့အနေနဲ့ပြသည်လက်ရှိ situation ကို handle လုပ်နိုင်ဖို့လို့ဒီလက်ရှိရုံးကန်နေရတဲ့ပုံစံကို overcome လုပ်နိုင်ဖို့အတွက်ကတော့တော်တော်ကြီးကိုခက်လိမ့်မယ်ကျွန်တော် Manchester United အသင်းမှာဆက်နေရင်ဆိုတော့တစ်ခါကကျွန်တော်အသင်းရဲ့ဘက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းအသင်းကဒါ BSR ရူအရာတော့ကျွန်တော်တော်တော်ကြီးအချိန်လေးကောင်းတဲ့အချိန်မှာပါတယ်ပြီးတော့ဒီပြောင်းပြေးကြီးလည်းသူတို့ဒီပေါင်သန်းတရ ရာကဒါလူရောင်းလို့တော့မရသေးပြီမဲ့လေသူတို့ထက်ထုတ်ပြီးမှအတိုင်းစင်းတဲ့ဒါကိုယ်စမအတွက်သူတို့တုံးမယ်လို့လည်းပြောထားတာလည်းရှိရဲ့ဆိုတော့အတင်းရတာ PSR ရာရှင်နေကောင်းနေတော့ Resonant Wild Land ကိုဒါ Center Forward တယောက်ခေါ်ဖို့အတွက်ဆိုရင်သူ့ကိုမဖြစ်မနေရောင်းရမယ်ဆိုတဲ့ဒါပြည့်ညက်ချက်တော့မရှိထားဘူးဆိုတော့အတင်းအနေနဲ့ကတော့ကျွန်တော်ထင်တယ်ဗျာသူတို့သူ့ Resonant Wild Land ကိုဈေးကောင်းရရင်တော့တခါတည်းရောင်းမယ်ဈေးကောင်းမရရင်အငား option ဟိုချဖို့ရပို့ပြီးတော့များတယ်ဆိုတော့ကျွန်တော်ဒီမှာတစ်ခုမြင်မိရဗျာ Resonant Wild Land အနေနဲ့လည်းဒီအငား option ကသူ့အတွက် ဖြစ်တဲ့နယ်လို့ကျွန်တော်မြင်တယ်ဆိုတော့သူ့ရဲ့ ဆိုဆိုတော့ဗျာဒီသူ့ရဲ့ကစားသမားဘဝကိုထပ်ပြီးတော့ဒီပြန်ပြီးတော့ရုပ်ကြည်မှုပြန်တည်ဆောက်ခြင်းနဲ့ဆိုရင်သူ့ကိုဒီ player retention ကောင်းကောင်းလုပ်ပေးနိုင်မဲ့အသင်းတွေကိုသွားဖို့ရလဲလို့မယ်ဆိုတော့ကျွန်တော်အမြင်ရဆိုရင်ဗျာကျွန်တော်ကဒီ series collective ဖြစ်တဲ့ဒီ Atlanta တို့ Gino Aro တို့ကဒီအသင်းတွေကတော့ဒီ player retention လုပ်ပေးတဲ့အသင်းတွေထဲမှာတော်တော်ကောင်းတယ်လို့မြင်တယ်ဆိုတော့လက်ရှိချိန်မှာသူ့ကိုဒါ Inter လည်းစိတ်ဝင်စားနေရဆိုပေမဲ့ကျွန်တော်ကတော့သူ့ကိုဖြစ်နိုင်တာ Napoli ကိုလည်းသွားစေချင်တယ်ဆိုတော့လက်ရှိခြေစမ်းရဆိုရင်တော့အသင်းတွေကခေါ်ဖို့ခက်ပြီးမဲ့လည်းဒါအငှား option နဲ့ရတယ်ဆိုရင်တော့စဉ်းစားရမျိုးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါ series လက်တွေပေါ့ပြီးတော့ဒီဘွန်တက်လီကာကလက်တွေကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်ကဒီစတူဂတ်တို့ဖရန်ဘတ်တို့ကိုသွားစေခြင်းနဲ့နောက်ဆုံးမြားအိုက်တင်းတွေကိုမရောက်နိုင်ဘူးဆိုရင်လည်းဒါအရစ်တန်ဟန်လက်ရှိချိန်မှာဂိုင်းတွေ့တဲ့ဒါလီဗာပူးစင်ကိုလည်းသူ့အနေနဲ့သွားပြီးတော့ထွိုင်းကြည့်တင်တယ်ဆိုတော့ မှန်ပါရဲ့ respect wine ရဲ့ဒါမနစ်ကရာသီခြေခံအရာဆိုရင်ဒီဈေးကတော့တော်တော်ကြီးကိုနှိမ်ပြီးမှရောင်းမှရလိမ့်မယ်ဆိုတော့အတင်းတိုင်းရလဲခေါ်ဖို့ရလက်တွန့်နိုင်မယ်ဒါပေမဲ့အငှား option နဲ့ရတယ်ဆိုရင်တော့သူတို့လဲခေါ်လဲခေါ်ရင်လဲခေါ်မှာပေါ့ဒါကတော့ပြောမရအောင်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ဗျာဒီ respect wine land အနေနဲ့ဒီအတင်းတင်းဗျာသူ့ရဲ့ဒီ player ကစားမဘောကိုဒါ redemption ပြန်လုပ်ပေးနိုင်မယ်အတင်းတင်းအောက်မှာသွားပြီးတော့ကစားပြီးတော့ပြန်ပြီးတော့ကြိုးစားတင်တယ်လို့ကျွန်တော်ကမြင်တယ်ဆိုတော့အတင်းကလည်းကျွန်တော်ထင်တယ်ဗျာ ဒီ resonant wire ကိုဈေးကောင်းမရရင်ကျောင်းပါတော့မဟုတ်ကျွန်တော်ဒီ resonant wire ကိုအရင်ရှုံးလို့တော့မဖြစ်ပြဒီငမောက်ကို potential sign ကြီးဆိုပြီးတော့ကျွန်တော်တန်း90လောက်နဲ့ ဒါဝယ်ခဲ့တဲ့အတွက်အခုချိန်ပြောင်းရောင်းရင်တော့တော်တော်ကြီးရှုံးနေမှာဒါသူမနစ်ကခြေဆန်းကြောင်ဘူးလို့ဆိုတော့အတင်းတင်းမှာဒါအငှားချပြီးတော့ခြေဆန်းပြရဲဆိုရင်တော့ကျွန်တော်တို့ဒီတဝက်လောက်တော့ပြန်ရအောင်ရနိုင်တယ်ဗျာ40လောက်တော့ဆိုတော့အဲ့လိုပြန်ရရင်လည်းမစိုးဘူးဆိုတော့ဒီမှာဗျာဒီ resonant wire line ကိုမဟုတ်ဖ ೇನೆ ဒီချီလို OB ရောအငှားချလို့မရဘူးလားလို့တော့မေးလို့ရပြီမဲ့လေအချီလို OB နဲ့ဒီ resonant wire line ရဲ့ senior level ကျတော့ကွာပါတယ် resonant wire line နဲ့ဒီ Joshua CC ကတော့ဒါ senior level အတူလို့ဒါပြောလို့ရတယ်ဆိုတော့အဲ့လိုအချိန်မှာချီလို set ထားတာကကျွန်တော်ဒီလာသာအရာလဲဒါဘာမှဖြစ်မသွားဘူးကျွန်တော်မတော့ ရရင်လည်းဒီကစားသမားလေးကဒါအသင်းမှာရှိနေပြီးတော့ဟိုတင်ယူစရာရှိရတယ်တင်ယူလို့ရတယ် rotation အနေနဲ့တခါတရံမှသွားရလဲပြဿနာမရှိဘူးဒါပေမဲ့ resonant wine line ကြီးကိုထားပြီးတော့ဟိုတပွဲတလေဟိုပြောချင်တာက၅ပွဲတပွဲလောက်မှသုံးတယ်ဆိုရင်ကျွန်တော်တို့ကအဆင်မပြေတော့ ကျွန်တော်ထင်တယ်ကျွန်တော်အသိအတာရောက်လာနိုင်ချေအမြင့်ဆုံးလက်ရှိချိန်မှာဖြစ်နေတာရယ်ဈေးကွက်ထဲမှာရနိုင်တော့တယောက်တည်းသောသူကလည်းဒါယော့ခရက်ပဲရှိတော့ရယ်ဆိုတော့ယော့ခရက်ရောက်လာဖို့ရအများရယ်ဆိုတော့ယော့ခရက်ကတကယ်တမ်းကြည့်မယ်ဆိုရင် Resmond Wildland ရဲ့ profile ကဒါ Sintu ပဲ similar profile ပဲဗျာဒီ Resmond Wildland ရဲ့ profile ထက်တာနည်းနည်း advance ဖြစ်တဲ့ပုံစံလို့ပဲကျွန်တော်အားလုံးမြင်တယ်ဆိုတော့အဲ့လိုချိန်မှာဆိုရင်ဒီ profile similar ဖြစ်နေတဲ့ Resmond Wildland ကပဲအငှားချဖို့ရအငှားချခံရမှာရဖို့ရများတယ်ရောင်းထုတ်ခံရဖို့ရများတယ် ဆိုတော့ဒီတစ်ဖက်ကဂျေရှူဝါစီစီလက်ရှိနေသေးတော့ဂျေရှူဝါစီစီကဆိုတော့ဒါ technical ability တော့ကောင်းတယ်ပြီးတော့သူကလည်းဒါ955တိုက်စင်မှုဖြစ်တဲ့အတွက်ကြာတခြားနေရာတွေမှာဒီ technically option အရာ try လုပ်ချင်တယ်ဆိုရင်ဒီဂျေရှူဝါစီစီကပို့ပြီးတော့ဂျေရှူဝါစီစီကိုထပ်ပြီးတော့ထားတာက option များတဲ့အတွက် resman ကပဲဒါအဆုံးဖြတ်ဖြစ်လာနိုင်တယ်ဆိုတော့ဗျာဒီကျွန်တော် overall အမြင်အနေနဲ့ပြောမယ်ဆိုရင်လည်းဒါ resonant wildland အနေနဲ့သူ့ရဲ့ player ဟိုပြန်ပြီးတော့ဒါ upgrade လုပ်ခြင်းနဲ့ပြန်ပြီးတော့ဟို ဟိုစူးစမ်းပြခြင်းလဲဆိုရင်တော့အငားအသင်းအငားအနေနဲ့ပြအသင်းတစ်သင်းကိုသွားပြီးတော့ကစားတင်တယ်ဆိုတော့ကျွန်တော်တို့ယူနိုက်တက်အသင်းကလည်းဈေးကောင်းမရရင်မရောင်းမနဲ့အငားချတဲ့ option ကသာ အကောင်းဆုံးအခြေအနေလို့ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့ဒါ Resman Wildland နဲ့ပတ်သက်ပြီးတော့ဒါအသင်းရဲ့အခြေအနေပေါ်မှာရော Resman ရဲ့အခြေအနေပေါ်မှာရောကျွန်တော်အမြင်ကိုပြောထားတာပေါ့ဆိုတော့ဒီမှာတယောက်နဲ့တယောက်အမြင်မတူပါဘူးရောရှိနိုင်တယ်တချို့ကျတော့လေဒီကစားသမားလေးကဟိုခြေစမ်းမရရုံးကန်နေရပြီမဲ့ကြိုးစားတာကတော့အတိမပြုတ်ပြီးလို့ရတဲ့အတွက်တနည်းတော့ဆက်ထားစီခြင်းတဲ့သူတွေလည်းရှိကောင်းရှိနိုင်မယ်ဒါပေမဲ့အသင်းရဲ့ဒါ saturation အနေနဲ့ကတော့ သူ့ကိုတနည်းလောက်ဆက်ထားရဆိုရင်တောင်းပါဗျာအသင်းမှာဆက်ထားလို့တော့မရဘူးတခြားအသင်းကိုငားချပြီးတော့ဆက်ထားမှာပဲအကောင်းဆုံး option ဖြစ်မယ်လို့ကျွန်တော်ကတော့မြင်တဲ့အတွက်ညီကိုရီးယားရောဒီအချင်းတွေပေါ်မှာဘယ်လိုအမြင်တွေရှိလဲကျွန်တော်ရဲ့ဒီ comment section မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ဒီ resmart wine line ကိုရောင်းချတင်လားဒါမှမဟုတ်ရင်ငားချတင်လားအသင်းမှာဆက်ထားခြင်းဆက်ထားတင်လားဘယ်ဟာကျွန်တော်မချက်ဆိုင်လိုက်တဲ့အတွက်အကောင်းဆုံးဖြစ်မှာလဲ ဆိုတော့ကျွန်တော်နဲ့အတူတာဝင်ရောက်ဆွေးနွေးသွန်းသက်ပေးသွားခဲ့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နှစ်သက်တဲ့ဆိုရင်လည်း Like and Subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနောက်ဗီဒီယိုမှာပြန်တွေ့ကြပါ